။ဆိုတော့ဒါပထမအဦးဆုံးအနေနဲ့ကတော့ဂျာမန်ဘုန်းတွေကပွဲစဉ်ဖြစ်တဲ့ Prime Bet နဲ့ Saint Paul တွေတင်းတို့ရဲ့ပွဲစဉ်ကဒီပွဲကဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ Prime Bet တို့အနေနဲ့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာရလာပိုင်းတွေကပြန်လည်ပြီးတော့ကောင်းမွန်နေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ3ပွဲနိုင်တဲ့ပွဲတည်းရေတပွဲရှိုးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်က Saint Pauli အသင်းကိုကြည့်မယ်ဆိုရင်ဒါ Saint Pauli ကတော့လက်ရှိဒီနေ့ယာတီမှာ အသင်းရဲ့ရလာပိုင်းတွေကတော်တော်လေးကိုစိုးဝါနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတပွဲတည်းရေ၄ပွဲတိကိုရှုံးနေထားကအမှတ်ပေးစရာမှာဆိုရင်လည်းတန်းဆဲဆုံးမှာရုံးကန်နေရတဲ့အသင်းလေးဖြစ်ပါတယ်။ဒီနေ့ကင်းပါကလည်းထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းဆိုလို့ရှိရင်တော့ရှက်ကျင်ကြီးရှိထားတယ်။ Ancient Prime အသင်းက၃ချိန်တိုင်းစိန့်ပေါ်လီအသင်းကလည်း၃ချိန်အနားရရှိအောင်ကစားထလာဖြစ်ပြီးကျန်တဲ့၂ချိန်ကတော့တည်ရရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိနေထားမှာကတော့ ဖရိုင်ဘတ်တို့အနေနဲ့ဒါစိတ်ပေါ်လေးတင်းတဲ့စာလို့ရှိရင်ခြေစွမ်းပိုင်းရလာပိုင်းမှာပါပို့ပြီးတော့ကောင်းတဲ့အနေအထားမျိုးလို့ပြောရမယ်ဒေဘွဲကလည်းဖွင့်လှစ်ထားတဲ့ပေါက်ကျဲရဆိုလို့ရှိရင်ဖရိုင်ဘတ်တို့အနေနဲ့စိတ်ပေါ်လေးအသင်းကိုတစ်လုံးကို80စာကြေးဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုတော့နှလုံးကို80ရှုံးကြေးဖွင့်ထားတာလည်းဖြစ်ပါတယ်တဖက်ကစိတ်ပေါ်လေးတဲ့ကလည်းလက်ရှိမှာအသင်းရဲ့စောင်းဆောင်ရေးပိုင်းတွေကတော်တော်လေးကိုစိုးပွားနေတာဖြစ်လို့ဖရိုင်ဘတ်တဲ့ရဲ့အင်ကွန်းမှာရာလတ်ကောင်းတဲ့ဘက်ကလုံးဝကိုမလွယ်ဘူးဘူးဒီပွဲရဲ့ရာလတ်ကလည်းကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှင်တော့ 2C 2ဘတ်ဆိုတဲ့ပုံစံမျိုးလောက်နဲ့ prime bet အသင်းကပဲအနိုင်ရရှိဖို့များတယ်။ဆိုတော့9လို့ရှိရင်ကိုလုံးဝ80ထိစားရမယ် prime bet အသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လေးဖြစ်ပါတယ်။နောက်ထပ်စပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့ဗလင်စီယာအသင်းနဲ့ရေးရဲပစ်တဲ့အသင်းတို့ရဲ့ပွဲစဉ်ကဒီပွဲကဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာရှင်ပိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ဗလင်စီယာတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်လည်းဒါအသင်းရဲ့ခြေစွမ်းပွဲရောရလာပိုင်းတွေကပုံစံကောင်းနေမှာရှိနေနိုင်ဖို့အတွက်ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတပွဲနိုင်တပွဲသေးရေ၃ပွဲဒီကိုရှုံးနေထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကရေရဲဖြစ်တဲ့အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘက်တရိုအနေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာရလာပိုင်းတွေကအကောင်းဆုံးပုံစံမျိုးကိုပြန်လည်ပြီးတော့ရရှိနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာ၃ပွဲစလုံးကိုဂိုးပြတ်တည်းချီရာနှုန်းပြအနိုင်ရရှိအောင်ကစားပြထားတာလည်းဖြစ်ပါတယ်။ဒီနေ့သင်းမှာကလည်းထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်အင်ရှင်ဘလင်စီယာတင်းကတစ်ချိန်တိုင်း ရေးရဲပက်တဲ့တင်ကတော့နှစ်ကြိမ်အနားရရှိအောင်ကစားထားတာဖြစ်ပြီးကြံတဲ့နှစ်ကြိမ်ကတော့တရေရလက်သာထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိနေထားရဆိုလို့ရှင်တော့ဗလင်စီယာတင်တဲ့စားလို့ရှိရင်ရေးရဲပက်တဲ့တင်ကပဲခြေစွမ်းပိုင်းရောရလက်ပိုင်းမှာပါပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တင်ကြီးမှုရှိတဲ့အနေအထားမျိုးလို့ပြောရမယ်။ဒီပွဲကလည်းဖွင့်လှစ်ထားတဲ့ဒီပေါက်ကျဲရဆိုလို့ရှင်တော့ဂျီအဖက်တဲတို့အနေနဲ့ဗလင်စီယာအသင်းကို level 60ရှုံးခြေဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့နှလုံးကို100ရှုံးခြေဖွင့်ထားတာလည်းဖြစ်ပါတယ် တစ်ဖက်ကဗလင်စီယာအသင်းကလည်းလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတော်တော်လေးကိုစိုးဝါနေတာဖြစ်လို့ပွဲစဉ်ရဲ့ရလဒ်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့ Z2 1-2ဆိုတဲ့ပုံစံမျိုးတော့နဲ့ဘက်တဲ့အသင်းတို့လိုင်းပွဲဆက်ဖို့များတယ်။ဆိုတော့ဒီပွဲကလည်းနိုင်လို့ရှိရင်လုံးဝကိုတရားပြပြောရှင်ရမယ်။ရင်းရဲ့ဘက်တဲ့အသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လေးဖြစ်ပါတယ်။နောက်ထပ်ဆက်ဒါဘီကိုတင်းနဲ့ဘာစီလိုနာတင်းတို့ရဲ့ပွဲစဉ်ဟာဆိုရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည2:00ခွဲအချိန်မှာအရှင်ပိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ စက်တာဖီကိုလိုအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအသင်းရဲ့ခြေစွမ်းပိုင်းရလာပိုင်းတွေကတော်တော်လေးကိုကောင်းမွန်လာတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၅ပွဲစလုံးကိုရှားလုံးပြီးအနိုင်ရရှိအောင်ကစားထားရလဲဖြစ်ပါရဲ့တစ်ဖက်ကဘာစီလိုနာအသင်းကိုကြည့်မယ်ဆိုရင်ဒါဘာစီလိုနာအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအသင်းရဲ့ကစားပုံကအရန်ကြီးတော့လည်းကောင်းနေရမျိုးတော့မဟုတ်ဘူးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၃ပွဲနိုင်တစ်ပွဲတည်းရေတပွဲရှိုးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားရလဲဖြစ်ပါရဲ့ဒီနေ့တင်းမာကလည်းထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင် ဘာစီလိုနာအနေနဲ့ဆယ်တာဘီကိုအသင်းကို၃ဘွဲ့အနာရရှိအောင်ကစားထလာဖြစ်ပြီးဆယ်တာဘီကိုအသင်းကတစ်ချိန်တိုင်းကျန်တဲ့တစ်ချိန်ကတော့တရေရလာထွက်ပေါ်ထားရလည်းဖြစ်ပါတယ်လက်ရှိနေသားရဆိုလို့ရှင်တော့ဒါနှစ်သင်းလုံးကတော့ခြေဆောင်ပိုင်းရလာပိုင်းမှာပါအကောင်းဆုံးပုံစံမျိုးမှာရှိနေကြတယ်ကစားသမားစုပွဲမှုပိုင်းရဆိုလို့ရှိရင်တော့ဘာဇူနာတင်းကပဲဒါစင်တာဘီကိုအတင်းနဲ့ဆိုင်တော့ပို့ပြီးတော့တောင်းတင်းမှုရှိတာပေါ့လေဒီပွဲမှာဆိုလို့ရှိရင်လည်းဒါဘာဇူနာတို့နေလက်ရှိအမှန်ပေးစရာရဲ့အဆင့်တက်နေရတာက ရေရဲမဲ့တဲ့တင်းနဲ့ဆိုလို့ရှိရင်ရမက်က၅မက်กว่าနေတာဖြစ်လို့သူတို့အနေနဲ့ဒါရမက်กว่าမှုတွေကိုကျင်းပြောင်းစေဖို့ဆိုလို့ရှိရင်ဒီလိုပွဲစဉ်မျိုးတွေကလုံးဝကိုမှားလို့မရဘူးမဖြစ်မနေဒါအနိုင်ရရှိအောင်ကစားဖို့တော့လိုတယ်ဒါရရတဲ့ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါစက်တာဘီကိုအသင်းပါက၄ယောက်ကြုံတွေ့နေရတာဖြစ်ပြီးဘာဇူနာအသင်းပါဆိုလို့ရှိရင်တော့သူတို့ရဲ့ဒါအဓိကကစားသမားတွေဖြစ်တဲ့ဂါဘီပက်ထရီရာဘင်ဟာအပါအဝင်6ယောက်လောက်ကဒါရရပြဿနာကြုံတွေ့နေရတာလည်းဖြစ်ပါတယ် ဒီဘွဲကဖွင့်လှစ်ထားတဲ့ပေါင်ကျဲရဆိုလို့ရှင်တော့ဘာစီလိုနာတို့အနေနဲ့စက်တာဘီကိုအတင်းကိုတလုံးကို40စာကျေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုတော့၃လုံးကို60ရှုံးကျေးပွင့်ထားတာလည်းဖြစ်ပါတယ်။ဆိုတော့တလုံး40စာဆိုတဲ့ကျေးကတော့နည်းနည်းလေးတော့ဘယ်လိုပြောမလဲပျော့တဲ့အနေထားမျိုးလို့ပြောရမယ်ဗျာ။ဒါမဲ့စက်တာဘီကိုဆွမ်းကားလည်းလက်ရှိမှာအတင်းရဲ့ဆွမ်းဆောင်ရေးပိုင်းတွေကတကယ်ကိုကောင်းဝင်တဲ့အတင်းဖြစ်တယ်လို့ဘာစီလိုနာတင်းရဲ့ဒီလက်ရှိအနေထားကလည်းအရင်လိုပုံစံမျိုးပြီးတော့မဟုတ်ဘူးပေါ့နော်။ဆိုတော့ဒီကျေးကဒါဖြစ်တဲ့နဲ့ကျေးလို့တော့ကျွန်တော်တို့မြင်တယ် ပွဲစဉ်ရရလကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့ဒါ1 2နောက်1 3အဲ့လိုပုံစံမျိုးလောက်နဲ့ပဲဘာဆိုတော့အသင်းကအနိုင်ရရှိဖို့များတယ်နိုင်လို့ရှိရင်40စားရမယ်ဘာစီလိုနာအသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်အီတလီ Serie A ကပွဲစဉ်တစ်ပွဲဖြစ်တယ် Inter Milan နဲ့ Lazio တို့ရဲ့ပွဲစဉ်ကဒီပွဲရောက်ဆိုလို့ရှိရင်တော့မြန်မာစံတော်ချိန်ည2:55မိနစ်အချိန်မှာအရှင်ပိုင်ကစားကြမှာလည်းဖြစ်ပါတယ် အင်တာမီလန်တို့တွင်လည်းလက်ရှိမှာဆိုလို့ရှိရင်တော့အသင်းရဲ့ခြေစားပိုင်းရောရာလပိုင်းတွေကပုံစံကောင်းနေမှာပဲရှိနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်တော့၄ပွဲနိုင်တပွဲရှုဆိုတဲ့ရာလကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကလာစီယိုတင်းကိုကြည့်မယ်ဆိုရင်ဒါလာစီယိုတင်းကလည်းနောက်ပိုင်းပွဲစဉ်၄ဒီမှာတော့ရာလပိုင်းတွေကပြန်လည်ပြီးတော့ကောင်းမွန်လာတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၂ပွဲနိုင်၃ပွဲတည်းရေဆိုတဲ့ရာလကောင်းတွေကိုပြန်လည်ပြီးတော့ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းပါက ထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်အားဖြင့်ဆိုလို့ရှိရင်နောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာအင်ရှင်အင်တာမီလန်အသင်းက၃ချိန်တိုင်းကျန်တဲ့၂ချိန်ကတော့တရရင်ရလက်သာထွက်ပေါ်ထလာဖြစ်ပြီးလက်ရှိနေသားအရဆိုလို့ရှိရင်တော့ဒါနှစ်သင်းလုံးကတော့ခြေစွမ်းပိုင်းရလက်ပိုင်းမှာပါပုံစံကောင်းနေမှာရှိနေတာလည်းဖြစ်ပါတယ်ဒီပွဲမှာကလည်းဒဏ်ရာရတဲ့အပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့အင်တာမီလန်အသင်းမှာကမခီတာရဲ့အပါအဝင်၄ယောက်ကြုံတွေ့နေရတာဖြစ်ပြီးတစ်ဖက်ကလာဇီယိုမှာဆိုလို့ရှိရင်တော့ ဒဏ်ရာရတဲ့ကစားသမားကဒါဂီကော့ပါအဝင်9ရက်10ရက်လောက်ကဒဏ်ရာပြဿနာကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဖွင့်လှစ်ထားတဲ့ဒီပေါ့ချင်းရဆိုလို့ရှင်တော့အင်တာမီလန်တို့အနေနဲ့လာဇီယိုအသင်းကိုတစ်လုံးကို80ရှုံးတိကိုကျေးဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့3လုံးကို50စားကျေးဖွင့်ထားတာလည်းဖြစ်ပါတယ်။ဆိုတော့တစ်ဖက်ကလာဇီယိုအသင်းကလည်းလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပုံစံကောင်းနေမှာပဲရှိနေတာဖြစ်လို့အင်တာမီလန်တို့ရဲ့ဒီတစ်လုံး80ရှုံးဆိုတဲ့ပေါ့ချင်းကတော်တော်လေးတော့ပြင်းတဲ့အနေအထားမျိုးလို့ဒါပြောရမယ်။ တကယ်ပွင့်မယ်ဆိုရင်တောင်းပြတလုံးကို20 30ပေါ့နော်အဲ့လောက်ပဲဖြစ်တဲ့နေပေါ့တလုံး80ကတော့နည်းနည်းလေးတော့များတယ်ဆိုတော့ဘလွဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီပွဲမှာပွဲစဉ်ရဲ့ရလကကျွန်တော်ရဲ့အကြိုက်ပေါ့လေဒါ21နောက် 1C အဲ့လိုပုံစံမျိုးလောက်နေပဲပြီးသွားဖို့များတယ်ဆိုတော့ဒီပွဲကတော့ရှုံးရင်တောင်းမယ်ဒါဂိုးပြတ်ဖို့အတွက်ခက်ခဲတဲ့လာစီယိုအသင်းကိုပဲပို့ပြီးတော့အကြိုက်တွေးနေတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်